်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ PDF ဟာစစ်တပ်အကောက်ွယ်နဲ့ရာဇဝတ်လုပ်ငန်းတွေလုပ်ကိုင်ခဲ့တာဖြစ်လို့အဓိကတရားခဏ်ဟာစစ်တပ်ဟု NUG ပြောတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ PDF ဟာစစ်တပ်အကောက်ွယ်နဲ့ရာဇဝတ်လုပ်ငန်းတွေလုပ်ကိုင်ခဲ့တာဖြစ်လို့အဓိကတရားခဏ်ဟာစစ်တပ်ဟု NUG ပြော ကေကေပတ်အွန်လိုင်းငွေကြေးလိမ်လည်မှုစင်တာကိုအယောင်ပြဖြိုခွင်းပေးမယ်။အခြားနေရာနှစ်ခုမှာပြောင်းရွှေ့လည်ပတ်ဖို့စီစဉ်နေတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်တပ်လောက်ခံနေကြဆောင်တဲ့ BGF တွေဟာရှာစဝစ်လုပ်ငန်းတွေကိုအာဏာသိမ်းစစ်တပ်ရဲ့အခအခွဲနဲ့ပြန်လည်လုပ်ကင်ခဲ့တဲ့အတွက်လက်ရှိအကြက်တဲတွေရဲ့အဓိကတရားခံဟာစစ်တပ်သားဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလကပြောပါတယ်။ ဒီကနေ့နိုဝင်ဘာ16ရက်မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာဦးနေဖုံလက်ကအခုလိုပြောကြားခဲ့တာပါနိုင်ငံတကာကစိုက်ဘာလိမ်လည်မှုတွေကိုနှိမ်နင်းဖို့ကြိုးစားလာတာကြောင့်အချမ်းဖက်စစ်တပ်ဟာ KGBL လိုငွေကြေးလိမ်လည်မှုစင်တာကိုအယောင်ပြဖြိုခွင်းပြခဲ့ပြီးကရင်ပြည်နယ်ရဲ့အခြားနေရာနှစ်နေရာကိုပြောင်းရွှေ့ကာငွေကြေးလိမ်လည်မှုစင်တာတွေကိုပြန်လည်လက်ဖက်နိုင်ဖို့စီစဉ်ဆွေးနေတာကိုလည်းကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အထူးသတိထားစောင့်ကြည့်လျက်ရှိပါတယ်လို့ဦးနေဖုံလက်ကပြောကြားပါတယ် ဒါပြင်ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကမြန်မာပြည်တွင်းနဲ့ပြည်ပရှိလိင်လေခိုင်ခေါင်းဆောင်တွေကိုဖမ်းဆီးတရားစွဲဆိုရန်လှုံ့ဆော်တာအမေရိကန်က United States Scan Center Strike Force ဖွဲ့စည်းပြီးစိုက်ပါလိင်လေမှုလုပ်ငန်းတွေကိုနှိမ်နင်းဖို့ဆောင်ရွက်တာရာဇဝတ်ဖွဲ့စည်းတွေကိုစီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူတာပိုင်ဆိုင်မှုတွေကိုတင်းစီဖို့အတွက်ဗဏ္ဍာရေးဌာနကကြေညာခဲ့တာစတဲ့လှုံ့ဆော်မှုတွေအပါအဝင်အိန္ဒိယချင်းနိုင်ငံတွေဒေသတွင်းနိုင်ငံတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးရဲ့ဂျိုးပန်းလှုံ့ဆော်မှုတွေကိုကျေးဇူးတင်အတိမတ်ပြုကြောင်း NUG ကဖော်ပြပါတယ် ဒီလုံဆောင်မှုတွေအပေါ်အမျိုးသားညီညွတ်ရေးအစိုးရနေဆက်ဖြတ်ကျော်မှုကင်းထိုက်ဖြတ်ရေးလုပ်ငန်းအဖွဲ့အနေနဲ့တိုင်းသားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးချိတ်ဆက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိကြောင်းနဲ့နိုင်ငံတကာရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုအထောက်အကူပေးသွားမှာဖြစ်ကြောင်းအထူးအလေးပေးပြောကြားလိုပါတယ်လို့ဦးနေဖုံလကပြောပါတယ်။စိုက်ဘာလိမ်လည်မှုလုပ်ငန်းပြဿနာတွေကိုကင်တွေဖြေရှင်းဖို့အတွက် NUG လက်အောက်မှာရှိတဲ့ရဲတပ်ဖွဲ့နဲ့တိုင်းသားတော်လှန်ရေးအဖွဲ့တွေအောက်မှာရှိတဲ့ရဲတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရေးမြင့်တင်ပေးနိုင်ဖို့အတွက်နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းဖိတ်ခေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာအလုတ်အကိုင်အခွင့်အလမ်းရှားပါးလာမှုတွေကိုအခွင့်ကောင်းယူပြီးစိုက်ပါလိမ်လည်မှုလုပ်ငန်းတွေကငွေကြေးအခွင့်အလမ်းများစွာနဲ့အလုတ်အကိုင်အတုတွေခေါ်ယူနေမှုအပေါ်သတိပြုကြဖို့ပြည်သူတွေအထူးသဖြင့်လူငယ်လူလတ်ပိုင်းတွေကိုလည်းသတိပေးခဲ့ပါတယ်။အွန်လိုင်းလိမ်လည်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတိုက်ဖြတ်ဖို့အမေရိကန်အပါအဝင်နိုင်ငံတကာကပုံမှန်အယုံစိုက်လာတဲ့အခြေအနေမှာစစ်ကောင်စီကလည်း KK ပတ်အပါအဝင်သူရဲ့လက်အောက်ခံနေကြဆောက်တပ်ဖွဲ့နေပြည်တော်မှာအွန်လိုင်းလိမ်လည်လုပ်ငန်းတွေနှိမ်နင်းတဲ့အောင်ဟန်ပြဆစ်စင်ရေးတွေအခုလပိုင်းမှာပိုပြုလုပ်လျက်ရှိပါတယ်။ ဆက်လက်ပြီးစလင်းနဲ့မင်းလားမျိုးနယ်တွင်စစ်တပ်ကလူငယ်20နီးပါးကိုပေါ်တာဆွဲဖမ်းဆီးပြီးတအူးလက်ရင်ငွေချက်340ဖြင့်ပြန်ရွေးခိုင်းငွေချေးပေးနိုင်ခြင်းမရှိသူများကိုစစ်တင်နှံကြောင့်ပို့ဆောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းစလင်းမျိုးနယ်တွင်အကြမ်းဖက်စစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတအူးလက်ရင်ငွေချက်340ဖြင့်ပြန်ရွေးခိုင်းကာငွေချေးပေးနိုင်ခြင်းမရှိသူများကိုစစ်တင်နှံကြောင့်ပို့ဆောင်လိုက်ကြောင်းပြည်သူညီနောင်စလင်းသတင်းတာဝန်ခံကိုပြည်သူကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘလ30ရက်နေ့ထက်နောက်ပိုင်းဆလင်းမြို့ပေါ်ကြောင်းကြရက်ွက်တွင်အိမ်ငားနေသည့်လူငယ်နှစ်ဦးကဆလင်းစည်းတွင်ဈေးဝယ်ထွက်လာစဉ်လမ်းပေါ်တွင်ပင်စစ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ10ရက်နေ့မိုးလယ်ပိုင်းတွင်ဆလင်းမြို့မှစီအနောက်ပိုင်းတွင် မုံပိုလာသည့်ကားတွင်လိုက်ပါလာသောလူငယ်တအုပ်ကိုလည်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါသည် အလာတူနိုဝင်ဘာလ10ရက်နေ့နံနက်၄နာရီခန့်တွင်ရုံးပင်ကန်ကြေးရွာမှလူငယ်၃ဦးသည်ငါးဖက်ရံသွားရောက်စဉ်ပေါ်တာဆွဲဖမ်းဆီးခဲ့ကာစလင်းမြို့ခမာယ254တရင်တို့ခေါ်ဆောင်သွားကြောင်းနိုဝင်ဘာလ9ရက်နေ့တွင်တဲကုန်းကြေးရွာမှလူငယ်၂ဦးမှလည်းဆိုင်ကယ်ဖြင့်စလင်းမြို့သို့သွားရောက်စဉ်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ9ရက်နေ့တွင်မိုးဝင်းကျေးရွာမှလူငယ်တအူသည်မန္တလေးမြို့မှစိန်တကုံအပွေးပြေကဖြင့်ဆလင်းမြို့ဘက်သို့ပြန်လာစဉ်စစ်တပ်ကကားပေါ်မှဆွဲချကောင်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာ17ရက်နေ့တွင်လည်း ကံ6ကျွရမှလူငယ်တအုပ်မှလည်းမန္တလေးမှဆက်လင်းမျိုးတို့ပြန်လာစဉ်အကြံဖတ်စစ်တပ်ကလမ်းပိုက်တနေရာ၌ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။အဆိုပါပေါ်တာဆွဲဖမ်းဆီးခံရသောလူငယ်၁၀ဦးထဲမှလူငယ်တအုပ်ကိုသာမိသားစုကငွေချက်၃၄၀ဖြင့်ပြန်လည်ရွေးထုတ်နိုင်ခဲ့ပြီးကျန်သူများသည့်ငွေချေးပေးဆောင်နိုင်ခြင်းမရှိသောကြောင်းစစ်တင်တန်းကျောင်းသို့ပို့ဆောင်လိုက်ကြောင်းသိရပါတယ်။စစ်ခွေးတွေကသူတို့ပေါ်တာဆွဲဖမ်းဆီးသွားတဲ့လူငယ်၁၀ဦးကိုစစ်တင်တန်းကျောင်းကိုပို့လိုက်ပြီး ရမဲသိန်းစစ်တင်တန်းချောင်းကိုပို့လိုက်တာအဲ့ဒီဆယ်ဦးတွေကတအူးကိုပဲငွေချင်းနဲ့ပြန်ရွေးထုတ်နိုင်တယ်။ကျန်တဲ့သူတွေကိုတော့စစ်တင်တန်းချောင်းပို့လိုက်တယ်ဟုပြည်သူညီနောင်ဆလင်သတင်းထောင်ဝန်ကကိုပြည်သူကပြောဆိုပါရယ်။ထို့ပြင်မကိုးတိုင်းမင်းလားမျိုးနယ်တွင်လည်းအကြံဖတ်စစ်တပ်ကလူငယ်6ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးဖမ်းဆီးခံရသောလူငယ်တချို့၏မိဘဆွေမျိုးများကသတင်းဌာနသို့ပြောဆိုပါရယ်။ နိုဝင်ဘာလ16ရက်နေ့မင်းလာမြို့နယ်မောက်ခါရွာတွင်နေထိုင်သောလူငယ်ကိုမြင့်နိုင်နှင့်ညောင်သုံးပင်ရွာတွင်နေထိုင်သောလူငယ်၅ဦးကိုစစ်တပ်ကရွာထိပ်များတွင်စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းထို့သောပေါ်တာဆွဲဖမ်းဆီးပြီးနောက်ငွေချက်300ကျီတောင်းခံခဲ့ကြောင်းသိရပါသည်။မင်းလာမြို့နယ်ထဲမှာစစ်ကွေးတွေကရွာတွေကိုဝန်ဖမ်းရင်လူငယ်တွေထွက်ပြေးလို့ရွာထိပ်တွေမှာစောင့်ပြီးဖမ်းတာတွေလှုပ်ဆောင်လာတယ်။နိုဝင်ဘာလ16ရက်နေ့ကမုတ်ခါရွာနဲ့ညောင်သုံးပင်ရွာမှာစစ်ခွေးတွေကလူငယ်တွေကိုစောင့်ကြိုဖမ်းဆီးတာလူငယ်6ဦးဖမ်းဆီးခံရတယ်လို့သိရတယ် သူတို့ငွေနဲ့လိုက်၍ထုတ်နေတယ်လွတ်မြောက်လာတယ်လို့တော့မကြားမိသေးဘူးဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။အကြံဖတ်စစ်တပ်ကယခုနိုဝင်ဘာလအတွင်းစစ်မှုထမ်းအပတ်စဉ်၁၉ကိုစတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံတွင်တရားမဝင်ကုန်သွယ်ရေးနှင့်ကြားဖြတ်ငွေလိမ်လုပ်ငန်းများမှငြိမ်းချမ်းရေးယူထားသောတိုင်းဒေသလက်နက်ကိုင်များနေကြာဆောင်တက်များကြောင့်ဟုမင်းအောင်လိုက်နှင့်စောမင်းထွန်းကတလီတန်နှင့်အပြစ်ဖို့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်နေဆက်ခိတ်များပိတ်ထားရမှုတရားမဝင်ကုန်သွယ်ရေးများကြီးထွားလာမှုနှင့်ကြားဖြတ်ငွေလိမ်လုပ်ငန်းများမှငြိမ်းချမ်းရေးရယူထားသောတိုင်းသားလက်နက်ကိုင်များနေချားဆောင်တပ်များကြောင့်ဟုမင်းအောင်လှိုင်နှင့်စောမင်းထွန်းကတလီတန်နှင့်အပြစ်ဖို့ပြောဆိုလိုက်ကြပါရယ်။နိုဝင်ဘာလ16ရက်နေ့မော်လမြိုင်ခီးစင်တွင်အကြံဖတ်မင်းအောင်လှိုင်ကမြန်မာနိုင်ငံတွင်တရားမဝင်ကုန်သွယ်ရေးများဆောင်ရွက်နေသူများမှငြိမ်းချမ်းရေးရယူထားသောတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြောင်း ၎င်းတို့၏ကိုကြိုးစည်းပွားအတွက်တရားမဝင်ကုန်သွယ်မှုများတွင်ပါဝင်ပတ်သက်လျက်ရှိကြောင်းအပြစ်တင်ပြောဆိုခဲ့ပါသည်။နေဆက်ဒေတာများတွင်တည်ငြိမ်အေးချမ်းမှုအားနည်းလာသဖြင့်တချို့သောနေဆက်ကိတ်များကိုပိတ်ထားရကြောင်းတချို့သောဝန်ထမ်းများငြိမ်းချမ်းရေးရယူထားသောဒိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်နိုင်ငံတော်အပေါ်သစ်ဆာဆောင်တည်မှုမရှိပဲ၎င်းတို့၏ကိုကြိုးစည်းပွားအတွက်တရားမဝင်ကုန်သွယ်မှုများတွင်ပါဝင်ပတ်သက်လျက်ရှိကြောင်းထိုကဲ့သို့တရားမဝင်ကုန်သွယ်မှုများဆောင်ရွက်ခြင်းဖြင့်နေဆက်ဒေတာရှိလက်ကင်အဖွဲ့အစည်းများကို တဆိုးရှိနိုင်ပြီဖြစ်ကြောင်းမင်းအောင်လိုင်ကအပြည့်တင်ပြောသွားပါတယ်။အလားတူယနေ့ထုတ်ပြန်သောစစ်တပ်၏ဘွားရဖြတ်သတင်းစာများတွင်ကြားဖြတ်လုပ်ငန်းများနှင့်ပတ်သက်၍ EAO, KNU, KNLN, NCA လက်မှတ်ရေးထိုးထားသောတချို့သော EAOS များနေကြားဆောင်တပ်များကပောင်းဝင်လျက်ရှိကြောင်းအကြံဖတ်ဆော်မင်းထွန်းကအပြည့်ဖို့ပါတယ်။2021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့ရောက်ပြီမျိုးနဲ့အလန်းကွာနေတဲ့ခုနာကနေပြည်တော်မှာတိုင်းဒေသလက်နက်က EAO, KNU, KNLN အဖွဲ့ပြီးရင် MCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အချို့သော EAO အဖွဲ့တွေပြီးရင်နေကြာဆောင်တပ်ဖွဲ့အမိခံတပ်ဖွဲ့တွေဝင်ရောက်လုကင်နေတာဖြစ်ပါတယ်။အဲ့ဒီလူတွေကိုပဲချင်းကပ်ပြီးတော့ခိုးချိုးရှာစီးပွားရေးသမားတွေကတော့အဲ့ဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေကြာဖြန့်ကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်ဟုအကြံဖတ်စော်မင်းထွန်းကဆိုပါတယ်။ရွှေကုတ်ကိုမြို့တက်မှာမြန်မာရထိုင် International Hoarding Group ကြောက်ခတ်နေမြေတွင်ကြောက်ခတ် Great Russell ကုမ္ပဏီတို့ကဘာဝင်ပတ်သက်နေကြောင်းအကြံဖတ်စော်မင်းထွန်းကပြောဆိုပါတယ်။ အချမ်းဖက်စစ်တပ်ကစစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာနေသော တိုင်းပြည်မတည်ငြိမ်မှုများအတွက်တိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းများတွင်အထူးကတာဝန်ရှိကြောင်းဖြစ်တင်ပြောဆိုမှုများကိုမကြာခဏလှုပ်ဆောင်လေးရှိပါသည်ဆလပီကြောက်ဖြူမှာကြေးရွာနှစ်ရွာလေးချောင်းပုံကျဲခံရအမျိုးသမီး၃ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည် ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အလေးပါတဲ့ကျေးရွာနဲ့တောင်ဝူကျေးရွာတို့ကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေဖုံးကျဲသွားတာကြောင့်အမျိုးသမီး၃ဦးသေဆုံးခဲ့တယ်လို့ဗရကတက်တော် AA ကသတင်းထုတ်ပြန်ပါတယ်စစ်ကော်မရှင်တပ်ဟာနိုဝင်ဘာ18ရက်နေ့ည8နာရီအချိန်လောက်မှာအလေးရွာတဲ့ကျေးရွာနဲ့တောင်ဝူကျေးရွာတို့ကိုလေကြောင်းကနေအကြောင်းမဲ့တက်တက်ဖုံးကျဲသွားတာပါစစ်တပ်ပုံကျဲမှုကြောင့်တောင်ဝူကျေးရွာရှိအထက်တန်းကျောင်းသူအပါအဝင်အမျိုးသမီး၃ဦးသေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အလေရွာတစ်ကျေးရွာကလည်းပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီပုံကျဲမှုအတွင်းစာတင်ချောင်းနှစ်ချောင်းအရက်သားနှစ်အိမ်တစ်လုံးထိမှန်ပျက်စီးခဲ့တယ်လို့ဘာရက်ကတက်တော့ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ AA ကတော့စစ်ကော်မရှင်တပ်ဟာ၆ခုမျိုးရှိခြေရွာတွေအပေါ်လေးချောင်းတိုက်ခိုက်မှုတွေစတိုက်ပြုလုပ်လာနေတာကြောင့်လေးချောင်းရံပုံမှုသတိထားကြဖို့တိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့ကလည်းရသေးတောင်မြို့နယ်ဘာထက်လီခြေရွာနဲ့နှွားတင်းကုတ်ခြေရွာတို့ကိုစစ်ကော်မရှင်တပ်လေးချောင်းကနေပုံကျဲသွားတာကြောင့်အရက်သားဖြစ်သူ၅ဦးသေဆုံးပြီး၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။